ကတဖြည်းဖြည်းတော့တိလာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွမမပါနဲ့ကိုယ့်ရဲ့ကိုကြိုးစည်းဝါးတွေကြောင်းနဲ့အလုံးမလုံးပါနဲ့လူဘွားဆိုတာခမားအသက်ဘလောက်နေရမှာလဲဟမ်အလွန်ဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြပါလေဟမ်ခမားတို့ကကိုယ့်နိုင်ငံကိုကိုယ့်တိုင်းပြည်ကိုမှမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာ ခမားတို့တိုင်းပြည်ကိုချစ်ချင်းအောင်ဆောင်နေတာခမားတို့ချမ်းသာဖို့ပဲလှုပ်လှုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာမူဝါဒကတကူပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနေနော်အဲအောက်တဲမှာကျွန်တော်လှုပ်မှာအဲ့လိုလှုပ်ရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလှုပ်ဘဲနဲ့အမှန်တရားပြောတော့ ကျွန်တော်သက်ရှင်တာပေါ့ဒီဘက်ကလူတွေထောင်မကြအကြောင်းကျွန်တော်ဒီဘက်ဖုန်းတွေလည်းပိတ်ထားအောင်မှအတန်နေရတော့နေလုံးမပါတော့ဘူးဒုတိယချိန်မှာမပါတဲ့အတွက်ဒဇင်ဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းဒဇင်ဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝန်းရဘလိုယောက်ျားမျိုးလဲဆိုတာကိုဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြီးသားအနာရှိရင်ဆက်လို့အနာရှိရင်ဆက်ခင်ဗျားတို့အကုန်မှန်လား တပ်မတော်ထဲမှာရှိတဲ့လူအလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအလုံးကမှန်လားကျွန်တော်အဲ့ဒါကိုတဲ့တဲ့မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတပ်မတော်ကာဝေးဦးကြီးချုပ်အဘာတုချုပ်ကြီးတို့နဲ့နာသကအဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာ ်ဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဖြူတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာခမားတို့အဲ့ဒါပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခမားတို့ဝန်ထမ်းမလုပ်ချင်မလုပ်နဲ့ငါတို့လကဒီတိုင်းပဲပြေးတဲ့ဆိုရင်မလုံနဲ့လေခမားတို့ဘာမှမလုံခိုင်းဘူး ခင်ဗျားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လက်ကံနဲ့မလုံနိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟမ်မလုံနဲ့လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခေါင်းထည့်ပြောပါလားကျွန်တော်ဒီဝန်ထမ်းလက်စားနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလား မပြောရတော့ခမောက်ဘာလုပ်လဲလက်ပေးလက်လက်ပေးလိုက်လုပ်တယ်လေလှုပ်တော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေတာအစိုးရလည်းအစိုးရလုပ်တကူကိုသူလှုပ်ပေးလိုက်မယ်အဘကကြိုကြီးကသူတမနာဖြစ်နေတယ်ဖြစ်လိုက်မယ်သူဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခင်ဗျားတို့တတိရှိရှိနဲ့ပြောလို့ဗျာ ခမတို့မပြောရဲပဲပြည်သူပေါ်မှာလက်ပေးလက်ယူလုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲအဲ့ဒီအတန်ဒီခမတို့အချိန်မြင့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟောလားဩပြောပြီးသားလေအနာရှိရင်ဆဲလို့ခမတို့ကမတရားသဖြင့်လှုပ်တာလေမြေတွေတောင်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါ အငါဘာဘာညာပါဆိုပြီးတော့ခမားတို့ပြင်ဦးလင်းမှာလိန်တာအမ်လာကျွန်တော်တော့ပြောသေးတယ်မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကရင်ထဲကနေချိတ်ပြီးပြောလိုက်တယ်ခမားကိုတိုင်ကိုကဝန်ထမ်းတယောက်လုပ်ပြီးတော့မှနိုင်ငံရဲ့လူမျိုးအတော်ကို ခမားစစ်မှန်နေပြီလားလို့ကျွန်တော်လည်းယင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ကိုပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတော်ဝင်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာစာလည်းမယူဘူးလုံးဝမယူဘူးနော် ဘဒုပေးစာခန်းစာမှာလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုံးလုံးနေလို့ကျွန်တော်မြေခွက်တုတ်ခွက်မရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ်တမတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပဇံပေးပြီးတော့လေခိုင်းလို့မရအောင် ကျွန်တော်အမှန်တရားကိုအရင်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်ကိုမုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကိုဘယ်လိုသွားညှိညှိဒီကောင်ကို